မြန်မာနိုင်ငံရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးပြုစေမယ့်အာကာသယာဉ်မှုများသိပ္ပံဆိုင်ရာနည်းပညာပညာရှင်များအင်ဂျင်နီယာများနဲ့ကန္နာလိုက်ပညာရှင်များအနာဂတ်မှာပေါ်ထွက်လာမှာကိုယုံကြည်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ယမနေ့နိုဝင်ဘာ30ရက်ကပြုလုပ်ခဲ့တဲ့ရန်ကုန်မြို့ပြည်သူ့ရင်မြင့်ရှိအာကာသပြတိုက်ဖွင့်ပွဲအခမ်းအနားမှာစစ်ကောင်းဆောင်ကအခုလိုပဲပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အာကာသပြတိုက်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တာကြောင့် မျိုးဆက်သစ်လူငယ်များအနေနဲ့ကျောင်းသင်ခန်းစာများကိုကျော်လွန်၍အာကာသသိပ္ပံနဲ့ဤပညာပညာရည်များမှာနိုင်ငံတကာနဲ့ရှင်ပြိုင်ပြီးရင်ပေါင်တန်းနိုင်ရန်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့လည်း၎င်းကဆိုပါတယ်။ဂျပန်နိုင်ငံရဲ့ပံမိုးကူညီမှုနဲ့1989ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့နက္ခတ္တရာပြကန်းကိုယခုအခါမှာစစ်ကောင်စီကစစ်ပစ္စည်းချို့လဲလှယ်ပြီးအာကာသပြတိုက်ဆိုတဲ့အမည်နဲ့ပြန်လည်အစားထိုးဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးနောက်အာဏာသိမ်းစစ်ကောင်တော်တွေဟာ ၎င်းတို့ကိုမထောက်ခံသူများအပေါ်မှာအကြမ်းဖက်နှိပ်စက်မှုများနဲ့ဖမ်းဆီးချုံနောက်မှုတွေကြောင့်မြန်မာနိုင်ငံရှိပညာရှင်အများအများမှနိုင်ငံတကာသို့ထွက်ပြေးတင်းရှောင်ခဲ့ကြပါတယ်။ပြည်ထောင်2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းလူငယ်ပညာရှင်အများအများဟာ၎င်းတို့ရဲ့အခွင့်အလမ်းများပေါ်ပိတ်ပင်တားဆီးလာမှုကိုစိုးရိမ်လာကြောင်းနိုင်ငံတကာသို့ထွက်ပြေးတင်းရှောင်ခဲ့ရတာကြောင့်စစ်ကောင်စီကလူဆွမ်းအားရင်းမြစ်ကို ဆုံးရှုံးနေရတယ်ဆိုတာအားလုံးအသိပဲဖြစ်ပါတယ်ခင်ဗျာ။ဗန္ဒရီတိုင်းမိုးကုတ်မြို့နယ်မှာ ဂျမန်ညနေပိုင်းကစတင်ကစစ်ကောင်မရှင်တန်းတဲ့တော်လိုင်းတက်များကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံနဲ့မြေပြင်သတင်းရင်းမြစ်တွေထံကသိရပါဗယ်။တီအန်အနေနဲ့စစ်ကောင်မရှင်တက်တို့အပြစ်ခတ်ရဲစဲပြီးတဲ့နောက်နိုဝင်ဘာလ29ရက်နေ့မှာစစ်ကောင်မရှင်တက်တွေကမိုးကုတ်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ30ရက်နေ့မှာတော့မိုးကုတ်မြို့ပြင်မှာတော်လိုင်းတက်ဖွဲ့များနဲ့တိုက်ပွဲတွေပြန်ဖြစ်နေတာဖြစ်တယ်လို့မြေပြင်စီးရဲသတင်းမြစ်တွေကပြောဆိုထားတာဖြစ်ပါတယ်။မိုးကုတ်မြို့ထဲရောက်နေတဲ့စစ်တပ်ကမြို့ပြင်ကိုစစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပြီးနှစ်ဖက်အပြင်းထန်ဖြစ်ခဲ့တာလို့စစ်မြေပြင်သတင်းမြစ်တူကပြောပြထားပါတယ်။နိုဝင်ဘာ29ရက်နေ့မတိုင်ခင်ကမောကုတ်မြို့တွင်မှရှိတဲ့တော်လိုင်းတက်များဟာမောကုတ်မြို့ပြင်သို့တက်များဆုတ်ခွာပေးခဲ့ပြီးတဲ့နောက် TNL တက်များအကူအညီနဲ့စစ်ကော်မရှင်တပ်ကမောကုတ်မြို့တွင်ကိုရောက်ရှိလာခဲ့ခြင်းလည်းဖြစ်ပါတယ်။စစ်ကော်မရှင်နဲ့ TNL တက်များကမြို့လုံးကျုံရင်းနဲ့အုပ်ချုပ်ရေးကိုဒီဇင်ဘာလကုန်ထိပိုးတွဲအုပ်ချုပ်မှဖြစ်ပြီးနောက်ပိုင်းမှာစစ်ကော်မရှင်တပ်များကပြန်လည်အုပ်ချုပ်မှဖြစ်တယ်လို့လည်းဒေသနေပြည်သူများထံကသိရပါဗျ။ စစ်ကောင်မရှင်တပ်များပြန်လည်ဝင်ရောက်လာတဲ့နေ့မှာမိုးကုန်းမြို့မှာတိတ်ဆိတ်ငြိမ်သက်နေပြီးပြည်သူများနဲ့ထွက်ကြိုးဆိုခြင်းများမရှိတဲ့အတွက်စစ်လော်ဘီများကဝေဖန်မှုများရှိနေခဲ့ပါတယ်။မြို့ထဲမှာတော့တော်လိုင်းတက်တွေအထူးသဖြင့် PDF တွေမရှိတော့ဘူး။မြို့ပြင်ကိုဆုတ်သွားတယ်လို့ပြောတယ်။ဒီမနေ့ကတော့တိုက်ပွဲတွေဖြစ်တန်ကြတယ်။မြို့ထဲမှာတိုက်ပွဲတွေဖြစ်ရင်ဘယ်ကိုပြေးအောင်လည်းမသိတော့ဘူး။လမ်းတွေလည်းပိတ်ထားပါတယ်လို့မိုးကုန်းမြို့ကန်တူကပြောဆိုထားတာဖြစ်ပါတယ်။တောင်မျိုးသားလုံးမြောက်ရေးတပ်မတော် TNL နဲ့မဟာမိတ်တပ်ဖွဲ့တွေက 2029ခုဆစ်စင်ရေးဒုတိယပိုင်းဖြစ်တဲ့2024ခုနှစ်ဇူလိုင်လ24ရက်နေ့မှာမိုးကုတ်မြို့ကိုစစ်ကော်မရှင်ထံကနေတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။သို့တော်လည်းပဲဟိုက်ကင်းသဘောတူညီမှုအရ DNL ကမိုးကုတ်နဲ့မိုးမိတ်ကဲ့သို့သိမ်းပိုက်ခဲ့တဲ့မြို့တွေကိုစစ်ကော်မရှင်လက်သို့ပြန်လည်အံ့နယံသို့မဟုတ်ဆုတ်ခွာပေးရန်သဘောတူခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။မိုးကုတ်မြို့ပြန်နောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တော်လိုင်းတပ်များနဲ့တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်။ မန္တလေးတိုင်းမိုးကုတ်မြို့ပြည်နောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တော်လိုင်းတပ်များနဲ့တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်လို့မိုးကုတ်ဒေသပြည်သူတချို့နဲ့တော်လိုင်းသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။နိုဝင်ဘာလ29ရက်နေ့နဲ့နိုဝင်ဘာလ30ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမိုးကုတ်မြို့ထဲကိုဝင်ရောက်နေရယူခဲ့ပြီးတို့ရမှာနိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းတွေကမိုးကုတ်မြို့ပြည်အနောက်ပိုင်းသို့စစ်ကြောင်းများကျုံဝင်လာပြီး အဆိုပါနေရာမြန်မာတော်လိုင်းတက်တွေကထိုင်းခြားထားတာကြောင့်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတက်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။မိုးကုတ်နောက်ဖက်တောင်ပေါ်ဘက်ကိုစစ်ကြောင်းတွေဝင်လာတာပါ။မြို့ပြင်မှာတော်လိုင်းတက်တွေရှိတယ်ဗျ။မြို့ထဲကနေစုခွာပေးထားတာ။အဲ့ဒါကိုစစ်ခွေးတွေကမြို့ပြင်ထိထွက်ပြီးစစ်ကြောင်းထိုးတာပါ။ထိတွေ့မှုဖြစ်ပြီးတော့သူတို့ပြန်ဆုတ်သွားတယ်။ထပ်ပြီးပြန်လာနိုင်သေးတယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။အော်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့တို့မှာဒီနိုင်ငံထိုးကိုစလဲမစ္စတာတက်ရှိကျွင်းရဲ့ဂျောင်းဝင်ညီနိုင်မှုနဲ့ ။တရုတ်နိုင်ငံကုမင်းမြို့မှာတရန်အနေနဲ့ချမ်းဖက်စစ်တပ်တို့အပြစ်ခတ်ရစဲဖို့မိုးကုံနဲ့မိုးမင်းမြို့တို့ကိုပြန်လည်ပေးအပ်ဖို့သဘောတူညီခဲ့ကြခြင်းလည်းဖြစ်ပါတယ်။အဲဒီနောက်မန္တလေးတိုင်းမိုးကုံမြို့ကို TNL တပ်ဖွဲ့ကစစ်ကောင်စီထံကိုပြန်လည်ပေးအပ်သည့်တိုင်မိုးကုံမြို့ကိုစစ်ကောင်စီလက်အောက်မကျရောက်စေဖို့အစွမ်းကုန်ကာကွယ်သွားမှာဖြစ်ကြောင်းတော်လိုင်းဟိတ်တက်များကသတင်းထုတ်ပြန်ခဲ့တော်လဲ DNL ကမိုးကုတ်မြို့တွင်ထိစစ်တပ်ကိုခေါ်သွင်းလာခဲ့ခြင်းပဲဖြစ်ပါတယ်။ဂျမန်တွေကမိုးကုတ်မြို့နောက်ဖက်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာချိန်မှာတော်လိုင်းဟိတ်တက်များကအချိန်မီတိရှိခဲ့ပြီ စစ်တပ်စစ်ကြောင်းကိုရှေ့ဆက်မတိုးလာစေရန်ပြင်းထန်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရမန်နေညနေပိုင်းတိုက်ပွဲမှာစစ်တပ်ဘက်ကထိနာပြီးပြန်ဆုံသွားတာပါ။သူတို့မျိုးတွေကနေစစ်ကြောင်းထွက်လာချိန်ကလေးကဒီဘက်ကိုသတင်းရောက်တယ်။မိုးကုံမြို့ပြင်ဘက်ဘက်လည်းမှာတော်လိုင်းတပ်တွေရှိနေတယ်လို့မိုးကုံမြို့မှာကင်းထောက်သတင်းမြစ်တစ်ခုကရှင်းပြထားတာဖြစ်ပါတယ်။မိုးကုံနဲ့မိုးမင်းမြို့မှာတရားနယ်လီဆုတ်ခွာမှုအတွက်တောင်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်နဲ့ဘုံကျဲချင်းနဲ့ထိုးစစ်ဆင်တိုက်ခတ်ခြင်းများမပြုလုပ်ဖို့ကတိပြုထားပါတယ်။၁၀-၂၀ခုစစ်စင်ရေးတွင် တောင်ပြသောလူမျိုး၏တမတော်တရားလေးကမိုးကုတ်၊တီဘော၊ကြောင်မဲ၊နောင်ချို၊မိုင်းလုံ၊မိုင်းငော့၊မိုးမိတ်၊နန်းဆန်၊မန်တုံ၊ကွက်ခိုင်၊နန်းခမ်းနဲ့နန်းပတုံမျိုးများကိုတင်ပိုက်ရရှိခဲ့ပြီးစစ်ကောင်စီတပ်ကကြောင်မဲနောင်ချိုတီဘောကို ပြန်လည်တိုက်ခိုက်တင်ပိုက်ခဲ့ကောင်းတရားလေးကမိုးကုတ်နဲ့မိုးမိတ်မျိုးများကိုပါထပ်မံဆွတ်လွန်မှာဖြစ်တာကြောင့်တရားလေးလက်ထက်မှာမိုင်းလုံ၊မိုင်းငော့၊နန်းဆန်၊မန်တုံ၊ကွက်ခိုင်၊နန်းခမ်းနဲ့နန်းပတုံမျိုးများသာကျန်ရှိတော့မှာလည်းဖြစ်ပါရယ်ခင်ဗျာ။ မြောက်ဒီမှာ KNU ကစစ်ဆေးမှုများပြုလုပ်နေတဲ့မဲလက်ပံချားဖြန်ဝင်ကိုပြန်လည်ရရှိဖို့စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေတဲ့တဲ့မှာမြောက်ဒီမြို့နယ်အတွင်း KNU ကစစ်ဆေးမှုများပြုလုပ်နေတဲ့မဲလက်ပံချားဖြန်ဝင်ကိုပြန်လည်ရရှိဖို့အတွက်စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရမှာယမန်နေ့ညပိုင်းထိတိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ကရင်စည်ရေးသတင်းမြစ်တွေကပြောပါတယ်ယမန်နေ့နိုဝင်ဘာ30ရက်နေ့ကမြောက်ဒီမြို့နယ်မဲလက်ပံအနီးကိုစစ်တပ်ကအင်အားလုံးနဲ့စစ်ကြောင်းထိုးလာပြီး မြေပြင်စစ်တပ်စစ်ကြောင်းကို KGB အတွင်းမှစစ်တပ်က၎င်းမြောက်ရီမျိုးစုံတဲ့295က၎င်းလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်မြန်မာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများကရမန်နေမနက်ပိုင်းမှာထိုင်းနိုင်ငံကိုကျရောက်ခဲ့ပြီးမြန်မာရွှေပြောင်းအလုံသမား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်ရမန်နေနိုဝင်ဘာ30ရက်နေ့ညပိုင်းမှာလည်းမြန်မာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများကထိုင်းနိုင်ငံကိုထပ်မံကျရောက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကသတိပေးမိကြီးများမြန်မာဘက်ကိုဖောက်ခွဲပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ် မနေ့ကမနေ့ပိုင်းကလက်နက်ကြီးကြီး၅လုံးထိုင်းဘက်ကိုကြားတယ်။ညပိုင်းမှာလည်းလက်နက်ကြီးကြီး၄လုံးကြားတယ်။မနေ့ပိုင်းမှာထိုင်းစစ်တပ်ကမိခိုးဘုံအမြောက်တွေဖြစ်တယ်။ညပိုင်းလက်နက်ကြီးကြီးကြားတဲ့အချိန်မှာထိုင်းဘက်ကသတိပေးမိကြီးတွေကိုမြန်မာဘက်ကိုပြစ်ခတ်ပြီးသတိပေးတယ်။အခုကမင်းလက်ပံနေရာကိုပြန်သိမ်းဖို့စစ်တပ်ကပြည်သူစစ်နဲ့စစ်မှုထမ်းတပ်သားတွေအများကြီးတုံးပြီးထိုးစစ်ဆင်နေတာ။နောက်ကလည်းလက်နက်ကြီးပစ်ကိုတွေ drone တွေနဲ့တောက်လျှောက်ပစ်နေတယ်။အခုတည်းကတော့ KNU ကထိန်းထားတော့မယ်လို့ KNC ရဲ့သတင်းရင်းမြစ်တွေကပြောဆိုထားတာဖြစ်ပါတယ်။နှစ်ဖက်တိုက်ပွဲများကြမှာ ကြားဖြတ်တရုတ်များနဲ့ကြားဖြတ်ရုံများမှာအလုံသမားများမှာပိတ်မိနေဆဲဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံပေးမှာတောင်တင်နေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ထိုင်းစစ်တပ်ကလည်းတောင်ရင်မြကံပေးမှာတောင်တင်နေတဲ့ကြားဖြတ်တရုတ်တွေကိုလက်မခံသေးဘဲဆက်လက်စောင့်ကြည့်နေတယ်လို့သိရပါတယ်။ထိုင်းဘက်ခြမ်းကိုလက်နက်ကြီးကြီးများဇဒိုက်ကြားရောက်နေတာကြောင့်ထိုင်းစစ်တပ်ကမြန်မာဘက်မှထိုင်းဘက်သို့ကံကူးခွင့်များပိတ်ပင်ထားတယ်လို့လည်းသိရပါတယ်။မင်းညာကထိုင်းဘက်ကိုလက်နက်ကြီးကြီးတွေထွက်ကြလို့ ထိုင်းဘက်ကမိကြီးတွေမြန်မာဘက်ကိုပြစ်ပြီးကြီးမကျော်ဖို့အချက်ပြတယ်။နောက်ပြီးထိုင်းမြန်မာနယ်စပ်ကန်းကူးတဲ့နေရာတွေကိုခုနှစ်ရက်ပိတ်တယ်။ထိုင်းဘက်အချက်မှာပြည်သူတွေကိုလည်းကြီးလို့မဲ့နေရာကိုရွှေ့ပေးနေတယ်။အခုကတော့မဲလက်ပတ်မှာစစ်ကြောင်းထိုးလာလို့ဝေါ်ရီတရားပိတ်ထားတယ်။ပြီးတော့ထိုင်းမြန်မာနယ်စပ်မော်လီချိုင်းကန်းကူးပိတ်တယ်။ကြောက်ခတ်ကန်းကူးပိတ်တယ်။မဲလက်ပံပိတ်တယ်။အားလုံးပိတ်ထားတာပါ။ထိုင်းဘက်နဲ့ DKBA ကပိတ်တာပါလို့ကရင်စည်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။ မြဝတီမြို့နယ်မဲလက်ပံချေးဝါနီမှာရှိတဲ့ကြားဖြန့်ရုံတွေကို KNU ကနိုဝင်ဘာလ22ရက်နေ့ကတင်ပိုက်ခဲ့ပြီးအစိုးရနေရာများမှာရှိတဲ့ကြားဖြန့်အလုပ်ရုံနဲ့ဝင်းများကိုစုံစမ်းစစ်ဆေးများလှုပ်ဆောင်နေချိန်မှာစစ်တပ်ကထိုးစစ်များအရှိန်ဟုန်မြင့်နေခြင်းလည်းဖြစ်ပါရယ်ခင်ဗျာ။